မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမတ်လ26ရက်နေ့မိုးလယ်ပိုင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့ပြည်ပသို့သွားရောက်အလုလုကင်မှုများကိုလားစင်အရေးအတွက်အကတ်အသတ်ဖြစ်ပိတ်ပင်လိုက်ပြီးနောက်ပြည်ရင်းတွင်သာအလုလုကြရင်မင်းအောင်လိုင်ကပြောဆိုပြန်ဆိုတဲ့တရင်ပဲဖြစ်ပါရယ်။ ပြည်ပနိုင်ငံများသို့မြန်မာအလုံသမားများတွားရောက်အလုံလုံးကင်မှုများကိုနိုင်ငံလိုက်စက်ကောင်စီကအရေးအတွက်လားစဉ်ကန့်သက်ထောက်ခွာခွင့်ပြုပြီးနောက်ပြည်ရင်းတွင်သာအလုံလုံးကြရန်မင်းအောင်လိုင်ကပြောဆိုတိုက်တွန်းသည်ရှမန်းနေနေပြည်တော်တွင်ပြုလုပ်သောစက်ကောင်စီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းတိုက်တွန်းပြောဆိုလာခြင်းဖြစ်သည် ပြည်ပသို့သွားရောက်လုံခြုံမှုများနဲ့ပတ်သက်၍လည်းထို့သို့လုံဆောင်မှုများကြောင့်ပြည်ရင်း၌အလုံသမားရှာပါမှုများဖြစ်ပေါ်လျက်ရှိသဖြင့်ပြည်ရင်း၌အလုံအကန့်ခွင့်လန်းများပေါ်ဆောင်ပေးနိုင်ရန်လိုအပ်ကြောင်းပြည်ပသို့သွားရောက်လုံခြုံခြင်းထက်ဘွားလုံခြုံမှုရှိသည့်ပြည်ရင်း၌လုံခြုံနိုင်မည့်လုပ်ငန်းခွင်များတွင်လုံခြုံမည်ဆိုပါကလည်းဇီဝတုဒ္ဒတ်နိုင်မည့်အခွင့်လန်းများရှိပြီးဖြစ်သဖြင့်ပြည်ပသို့သွားရောက်လုံခြုံမည်အစားပြည်ရင်း၌သာအလုံလုံခြုံရန်တိုက်တွန်းပြောကြားလိုကြောင်းပြည်ရင်း၌လုံခြုံနိုင်ရေးအတွက်လည်း၎င်းတို့ကိုနည်းပညာများအလုံအကန့်ခွင့်လန်းများ ဆက်မှုအနေပညာများစာတီတို့ကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းအကျန်းဖက်မင်းအွန်လိုင်းကပြောဆိုသည် အကျန်းဖတ်စေကောင်းဆောင်မယောင်လိုက်အမိန်ဖြင့်လုံတမောင်းဝင်ကြီးအသည်ဖြစ်လာသောချက်ဆွေကယခုမက်လာမှအစတင်၍ Time Japan Malaysia ၊ Korea နှင့် Singapore နိုင်ငံများသို့အလုံတမောင်းများစီလုံမှုများကိုအရေးအတွက်ကန့်သက်လိုက်ပြီးဖိပောက်လောက်ကန်အေဂျင်စီတစ်ခုလင်း Thai နိုင်ငံသို့မြန်မာအလုံတမောင်းအရေးအတွက်တစ်လလျင်50ဦးနှုန်း၊ Korea နိုင်ငံသို့မြန်မာအလုံတမောင်းအရေးအတွက်တစ်လလျင်10ဦးနှုန်း၊ Singapore နိုင်ငံသို့မြန်မာအလုံတမောင်းအရေးအတွက်တစ်လလျင်5ဦးနှုန်း၊ Malaysia နိုင်ငံသို့မြန်မာအလုံတမောင်းအရေးအတွက်တစ်လလျင်20ဦးနှုန်းသာပေးပို့ရမည်ဖြစ်ကြောင်း င်ကန့်သလိုက်ခြင်းဖြစ်သည်ထို့ပြင်အသက်18နှစ်မှအသက်35နှစ်အတွင်းမျိုးသားလူငယ်များအလုံးကိုလည်းပြည်ပနိုင်ငံများသို့တွားရောက်အလုပ်လုပ်ခွင့်ကန့်သက်ပိတ်ပင်ထားပြီးပြည်ပရောက်မြန်မာများအနေဖြင့်လည်းပြည်တွင်သို့မဖြစ်မနေပြန်လည်ဆက်မှုထမ်းရန်အတွက်ဖိအားပေးမှုများကိုစက်တိုက်လို့ဆောင်လာကြောင်းပြည်ပရောက်မြန်မာလူငယ်များ၏မိဘများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုကြသည် ဆလဘင်ရွေးကောက်ပွဲအထားမြောက်တဲ့အဆင့်ကိုသာဦးစားပေးဆောင်ရွက်ရမယ်လို့စစ်ကောင်းဆောင်ထုတ်ပြောဆွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ရွေးကောက်ပွဲအထားမြောက်တဲ့အဆင့်ကိုသာဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းမနေ့ကမတ်လ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်းစီအစည်းအဝေးမှာအာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကထုတ်ပြောလိုက်ပါရယ်။ရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲပြုလုပ်ဖို့ရှန်ကတ်သက်မရှိကြောင်းနဲ့ပါလီမန်ဒီမိုကရေစီခင်မာလေပြည်ရင်းလက်နက်ကိုင်ပဏိပခါတွေကြောင်းရွေးကောက်ပွဲကိုတစ်ချိန်နဲ့ကျင်းပခဲ့တာမဟုတ်ဘူးလို့စစ်ကောင်းဆောင် ကပြောလာတာပါ။ မိမိတို့ဂျင်ပါတီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင်လွတ်လပ်ရေးတရားမျှတပြီးမတမာမှုကင်ရှင်သည့်ရွေးကောက်ပွဲဖြစ်ချုပ်တင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းရွေးကောက်ပွဲဥပဒေ၌ရွေးကောက်ပွဲအားဖြစ်နိုင်သည့်တနေ့တွင်ဂျင်ပါရန်အများပြည်သူရုံပေးရတွင်ပြုလို့ရန်ချုပ်တင်ကြေညာရန်ပြထန်းပါရှိကြောင်းထို့ကြောင့်ရွေးကောက်ပွဲပြုလို့ရန်အတွက်ရဲအကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟုပြောရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတမိုင်းတိုင်းပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းပြည်ရင်းလက်နက်ကိုင်မဏိပခါများကြောင့်ရွေးကောက်ပွဲအားတစ်ချိန်နှင့်ဂျင် င်ပါခဲ့ခြင်းမဟုတ်ကြောင်းမိမိတို့အနေဖြင့်ရွေးကောက်ပွဲအထားများသည့်အစဉ်ကိုဦးစားပေးပြီးမြောင်ဆောင်ရမည်ဖြစ်ကြောင်းပြည်တော်စုလွတ်တော်မြို့သားလွတ်တော်များကျင်းပရာတွင်အစည်းအဝေးအထားမြောက်ခြင်းနှင့်ပတ်သက်၍အခြေခံဥပဒေတွင်ပြဋ္ဌာန်းကြပြီးဖြစ်ကြောင်းစာရာတွေကိုပြောပါရစေ ဒါပြင် electronic voltage machine တွေနဲ့ဆောင်ရွက်တာဖြစ်တာကြောင့်အချိန်တိုတွင်ဆန္ဒမဲပေးနိုင်ခြင်းနဲ့မဲရလက်ရှိခြင်းတွေကိုရရှိမှာဖြစ်ပြီးတရက်နှစ်ရက်တွင်မဲစီးရင်တွေကိုအတည်ပြုဆောင်ရွက်နိုင်ပြီးတလတွင်ရေကောက်ပွဲပြုလို့ရတဲ့မြို့နယ်တွေမှာရေကောက်ပွဲပြီးမြောက်နိုင်မယ်လို့လည်းပြောပါရယ်မြို့တော်ပင်ဖြစ်စေလာမည့်ဇန်နဝါရီလအတွင်းရေကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီရင်လို့ကြောင်းဆိုပြီးအနာသိန်းစစ်ကောင်ဆောင်ပို့ချုံမှုကြီးမင်းအောင်လိုင်းကတတိပေးပြောပါရယ် 2025အလမနိုင်ငံရေးနဲ့ပတ်သက်ပြီးအလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်ဘလို့ထိန်းချောင်းမလဲဆိုတာစဉ်းစားကြဖို့ကိုလည်းစစ်ကောင်စီအဖွဲ့ဝင်တွေကိုစစ်ကောင်ဆောင်ကမှာနေပါတယ်မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလေးလာစောင့်ကြည့်အမှတ်တမ်းတင်နေတဲ့ BNI မြန်မာ Peace Monitor ရဲ့ယခုလအတွင်းထုတ်ပြန်တဲ့ရွေးကောက်ပွဲအသစ်ဖြစ်တန်းခြေနဲ့တော်လန်ရေးကြီးလာရအစီရင်ခံစာမှာတော့ရွေးကောက်ပွဲကျင်းပရနေမည်မဲပေးသူအရေးအတွက်တွေကိုဥပဒေကြောင့်ရသတ်မှတ်ထားခြင်းကန့်သက်ထားခြင်းမရှိတဲ့အတွက်စစ်ကောင်စီကရွေးကောက်ပွဲ ိုရှဲခွနအိမ်နောက်ခွနအိမ်သဘောမျိုးနဲ့မြေကမတ်တမဲဆန္ဒနယ်ကိုသာကျင်းပပြီးအထောက်မြောက်အောင်ပြုလုပ်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဆက်ကောင်စီရဲ့အပြောအရတော့လက်လက်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာဒုတိယပတ်တတိယပတ်ဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တွေမှာကျင်းပနိုင်ရေးဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။2020ပြည်နှစ်ရွေးကောက်ပွဲဟာမဲမတမမှုတွေရှိရဆိုပြီးအတိုင်းပြည်အာဏာကိုလူယူထားတဲ့အာဏာသိမ်းဆက်ကောင်းစီအဖွဲ့ဟာ အခြေရေရေကောက်ပွဲပြုလုပ်ပြီးအနိုင်ရပါတီကိုအာဏာလွှဲပြောင်းပြီးမှသာစစ်ကောင်စီရဲ့လုပ်ငန်းဆောင်တာတွေအထမ်းမြောက်ပြီးမြောက်မှာဖြစ်တာကြောင့်အခုပြုလုပ်မယ့်ရေကောက်ပွဲဟာစစ်အုပ်စုအတွက်ထွက်ပေါက်ဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးထွက်ပေါက်ဖြစ်ခြင်းပါမယ့်စစ်ကောင်စီရဲ့အတူရောင်ရေကောက်ပွဲကိုစန့်ကျင်ကြဖို့ NUG တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းရင်းနဲ့တော်လင်းအင်အားစုတွေကတိုက်တွန်းထားကြပါတယ်။ ဆက်လက်ပြီးတနင်္လာရီတွင်စစ်တိတ်ပေါ်တာဆွဲဖမ်းဆီးခံရသောနာကျောင်းသားတို့နှင့်ညီဖြစ်သူကိုစားစစ်မှုထမ်းရသောစစ်မှုရန်တပ်သားတို့တို့ကိုခမရ958တရင်မှထွက်ပြေးလာပြီးလက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်တွင်စစ်တပ်ပေါ်တာဆွဲဖမ်းဆီးမှုခံရသောနှွားကြောင်သားတဦးနှင့်ညီဖြစ်သူကိုစားစစ်မှုထံရသောစစ်မှုရန်တပ်သားတဦးတို့ခမရ958တရင်မှထွက်ပြေးလာပြီးလက်နက်ခဲယမ်းများနဲ့တူအလင်းဝင်လာကြောင်းဒေါနာစစ်ကြောင်းမှတရင်မှုရဲဘော်ရဲနိုင်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မတ်လ25ရက်နေ့တွင်တနင်္လာရီမြို့နယ်အခြေဆိုင်ခမရ958တရင်မှစစ်မှုရန်တပ်သားတဲ့အဦးသည်ဒေါနာတရင်ဖြူဟာ33နယ်မြေတွင်ကိုတနက်နှလန်းလက်နက်ခဲယမ်းအပြည့်စုံ ဲ့တူအလင်းဝင်ရောက်လာကြောင်းအလင်းဝင်လာတော့စမူရန်တသားတဲ့ကိုအကတင်းလင်းနေအမေသူတနတ်တလန်ကြီးပေါက်သုံးခုကြီးတရာတော်လက်ပြပုံတလုံးနင်းမိုင်းတလုံး vest တထဲနဲ့စမူရန်တသားတဲ့ကိုနေလင်းအောင်နေ MA1 တလက်ကြီးပေါက်သုံးခုကြီး65တောင်းပို့ကြီး5တောင်းအီနာကသုံးလုံးနင်းမိုင်းတလုံး vest တထဲတို့ကိုယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် အလင်းဝင်လာတဲ့တပ်သားတဲ့နှုတ်ကပြည်ကတအုပ်နဲ့ဘိတ်ကတအုပ်ပါလလော့ဆယ်တအုပ်ကိုငွေကျပ်၅သိန်းစီပေးထားပါတယ်။ဝင်ကြီးဌာနကလည်းတင်ပြထားတာဖြစ်တဲ့အတွက်ကွန်ပျူတာစွန့်ွေထည့်ရပါလိမ့်မယ်။ကျွန်တော်တို့ဘက်ကလည်းဝင်မှုကန့်လန့်ထားတာရှိပါတယ်။အစင်းစစ်ချိတ်ဆက်ဝင်ရောက်လာတာပါ။ဘိတ်ကတယောက်က၆ထောက်ကျိုးတဲ့သူညီကိုစားမဲပေါက်လို့ဝင်ရတာပါ။ပြည်ကတယောက်ကတော့နှွားချောင်းနေရင်အဒမပေါ်တာဆဲဖန်စီခင်ရတာ။စင်မိုရန်ပတ်စင်၅နဲ့၆လို့သိရပါတယ်ဟုဒေါနာစစ်ကြောင်းမှတရင်မှုရဲဘော်ရန်နိုင်ကပြောဆိုသည်။ ကျိုးတို့လင်းဝင်ရောက်လာသောတတသည်နှစ်ဦးသည်စံပတ်စတိတ်အတင်းအဓမ္မတတသည်ဖြစ်စုဆောင်ခံခဲ့ရသူများဖြစ်ပြီးပလောအခြေဆိုင်အမှတ်စနစ်တမတော်တမ်းမြင့်လေးကျင်ရေးကျောင်းနှင့်ဝဲကလေးအခြေဆိုင်အမှတ်လေးတမတော်တမ်းမြင့်လေးကျင်ရေးကျောင်းမှတင်းတင်းဆဲတတသည်များဖြစ်ကြောင်းသိရသည်ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့ကာဝေးရေးအတုံးစီတွင်းမြင့်ထားတယ်လို့စစ်ကောင်းဆောင်ထုတ်ပြောဆွဲတဲ့မယ်ဖြစ်ပါရဲ့ရှင် 2025-2026ဘဏ္ဍာရေးနှစ်အတွက်ဝင်ကြီးဌာနရဲ့အသုံးစရိတ်တွေထဲမှာပြည်ထရေးနှင့်ကာဝေးရေးအသုံးစရိတ်တွုံးမြင့်ထားတယ်လို့အာဏာသိမ်းဆက်ကောင်ဆောင်ဗိုလ်ချုပ်မူချိမင်းအောင်လိုင်းကပြောပါရယ်မက်လ24ရက်နေ့ကနေပြည်တော်မှာပြည်လုပ်တဲ့ဘဏ္ဍာရေးဆိုင်ရာကော်မရှင်စီဝေးမှာဆက်ကောင်ဆောင်ကကာဝေးရေးအသုံးစရိတ်တွုံးမြင့်ထားကြောင်းထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါရယ် စစ်ကောင်ဆောင်ကပြည်ရင်းရေးနဲ့ကာဝေးရေးအသုံးစရတွေပြင်ကျန်းမာရေးနဲ့ပညာရေးကဏ္ဍအတွက်ပါအသုံးစရတွေတိုးမြင့်ထားတယ်လို့ပြောဆိုခဲ့ပေမယ့်ပမာဏတိကျကိုတော့ထည့်သွင်းပြောဆိုတာမရှိပါဘူး။ဒါပေမဲ့ကာဝေးရေးအသုံးစရတိုးမြင့်သုံးဆွဲရတာဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရမှာကာဝေးရေးတပ်ဖွဲ့တွေရဲ့စွမ်းရည်နဲ့စွာမြင့်တင်နိုင်ရေးအတွက်လို့အကြောင်းပြပါရတယ်။မြမရေးလေလာသုံးသက်သူဦးကြည်မြင့်ကတော့စစ်ကောင်စီကနိုင်ငံတော်ဘတ်ဂျက်ငွေတွေကိုကာဝေးရေးနဲ့ပြည်ရေးအတွက်ပဲအသုံးပြုနေတာကြောင့်ပြည်သူတွေရဲ့လူနေမှုဘဝတွေနှစ်နာရတယ်လို့တန်လွင်တိုင်းကို ောပါတယ်။အားလုံးကကာဝေးရေးနဲ့ပြည်ထရေးအတွက်ပဲသုံးနေတာဘလောက်လောက်သုံးနေဆိုတာပဲပြောဖို့လိုတယ်။ဘတ်ဂျက်ရဲ့ပဏရာကိုင်းတော့သုံးမယ်ဆိုတာပဲပြောဖို့လိုတယ်။ပြည်သူတွေအတွက်နင်နာတာကအခုဆိုရင်မင်းမလားဘူး။တနေ့ကို၄နာရီပဲပေးတယ်။ပြည်သူတွေဘလောက်နားလေလဲဆိုတော့ပြည်သူတွေကိုမီးပေးရမယ်၊ရှေးပေးရမယ်၊ကုန်စည်နှုန်းတွေကြောင်းလုပ်ပေးရမယ်။အဲ့ဒါတွေက no way ။ ာမှမရှိတော့ဘူးပြည်ရေးရေးနဲ့ကောက်ရေးမှာတုံးပြလို့ပြည်သူတွေနစ်နာတယ်လို့ဒီလိုပြောချင်ပါတယ်လို့ဆိုပါတယ်ဒါပြင်နိုင်ငံတော်ဘန်နာရီဟာပြည်သူတွေစီကကောက်ခံရရှိတဲ့ငွေတွေဖြစ်တာကြောင့်ကန္နာလိုက်သုံးဆွဲမှုကိုချပြတယ်မင်းအခုလိုချမပြပဲစစ်ကောင်စီကငါတို့သုံးချင်တဲ့နေရာမှာသုံးမယ်ဆိုတဲ့ပုံစံမျိုးအားဆိုရင်အာနာရှင်ရဲ့ဇယိုက်ဖြစ်တယ်လို့သူကဝေဖန်ပါတယ် ပြည်သူတို့ကလည်းစကောင်းစီကဘဏ္ဍာငွေတွေကိုပြည်ထောင်ရေးနဲ့ကာကွယ်ရေးအသုံးစရအတွက် ပုံမှုသုံးဆွဲတာဟာသူတို့ရဲ့အကျိုးအတွက်သုံးဆွဲတာဖြစ်ပြီးသူတို့အနာတိမြဲဖို့လုပ်တာဖြစ်တာကြောင့်ပြည်သူတွေကိုမွေးတဲ့မွေးအောင်လုပ်နေတာလို့ပြောပါရယ်ဒါကသူတို့ဗန္နာငွေတွေကိုပုံမှုသုံးဆွဲလာတာကသူတို့အာနာရှင်တွေကိုကြိုးအတွက် သူတို့သုံးဆွဲလာတာပါ ပြည်သူလူထုကို UTV အခြေခံပြီးတော့ရည်ရွယ်ပြီးတုံးဆွဲတာမှမဟုတ်တာသူတို့ရဲ့အာဏာတည်မြဲဖို့သူတို့ဗန်နာငွေရရှိရေးအတွက်ပြည်သူလူထုကိုနေရီမှာဆိုရင်းနဲ့ကျွန်တော်တို့ကြားနေရတာကလေရင်တွေနဲ့ပုံချေရတော့ကတော့ဒီစစ်စိတ်ပုံမှုတုံးခြင်းလို့သား မြန်မာပြည်မှာသူများနိုင်ငံကလာပြီးကျူးကျော်ပြီးတော့လာပြီးတော့မတရားသိမ်းပိုင်နေရမှာမဟုတ်တာအခုကသူတို့အာဏာတင်းမြေးရေးအတွက်သူတို့အတွက်သူတို့လုံနေတဲ့အတွက်မှာဒီဗန်နာငွေသုံးဆွဲတယ်ဆိုတာပြည်သူလူထုကိုမွေတဲ့မွေအောင်လုပ်တာနဲ့အတူတူပါပဲလို့ကျွန်တော်တို့ကဒီလိုပဲမြင်နေလို့ဆိုပါတယ်စစ်ကောင်စီကနိုင်ငံတော်ဗန်နာငွေသုံးဆွဲမှုတွေကို2023 2024ခုနှစ်ဗန်နာရေးနေ့မှာနောက်ဆုံးထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာဘတ်ဂျက်ငွေသုံးဆွဲမှုကိုထုတ်ပြန်တာမရှိတော့ပါဘူး2023 2024ဗန်နာရေးနေ့မှာက ဝယ်ရဲ့30ကိုကျပ်ပီလျံ9600ကျော်အထိတုံးမြင့်သုံးဆွဲခဲ့တာဖြစ်ပြီးအဲ့ဒီပမာဏဟာအရသာအစိုးရလက်ထက်ကခွင့်ပြုပေးခဲ့တဲ့ကဝယ်ရဲ့30ထက်ကျပ်ပီလျံ2000နေပါတုံးမြင့်သုံးပြုထားတာပါ စက်ကောင်စီရဲ့ဝင်ငွေရလန်တွေကိုစောင့်ကြည့်နေတဲ့ Blood Money Campaign ကတော့အနာသိမ်းပြီးနောက်စစ်တပ်ဟာစစ်အသုံးစရိတ်ကို American Dollar တန်ရချီနဲ့တုံးမြင့်သုံးဆွဲနေတယ်လို့အသိပေးထားပါတယ်